pressure ကိုကပေါင်းအိုးမရှိလဲကြက်ရိုးတွေကြက်ချရောက်တွေကိုနူးအီညာပေါင်းစားလို့ရရနော်ကျမတို့အိမ်ကပေါင်းကအတွင်းရဝါရှာလေးကမကောင်းဖြစ်နေရ brave ပြန်ဖြည့်ဖို့လဲတွားမွေဖြစ်သေးရကြောင့်မလို့ကျမကရေဖီးရသုံးပြီးတော့ပဲအသားတွေကိုနူးအီညာပေါင်းမှဖြစ်ပါတယ်ပထမအဦးဆုံးဇဗလင်ရဲ့ကျမကြက်မြုပ်သီးအချောက်တောင်းရဲ့မြုပ်သီးနီအစိမ့်တောင်းရဲ့ကြက်သွန်နီရဲ့ထည့်ပြီးတော့ထောင်းမှဖြစ်ပါတယ်ပထမအဦးဆုံးမြုပ်သီးအချောက်တောင်းရဲ့ဇဗလင်ရဲ့ကိုညက်နေအောင်ထောင်းပါမယ် ပြီးရနဲ့ရုပ်သီးစိမ့်တောက်လေးတွေထည့်ပါမယ်။ပြီးရနဲ့ကျက်သွန်နီလေးတွေထည့်ပါမယ်။ဒီမှာကျက်သွန်နီထည့်လဲရတယ်။ကျက်သွန်မရဲ့အဲဥကိုတုံးလဲရပါတယ်။ကျမကျက်သွန်မရဲ့ဥကိုတုံးထားတယ်။ရုပ်သီးစိမ့်တောက်လေးတွေထည့်ထည့်တယ်။ထည့်ထည့်ပြီးမျက်နှာအောင်ထောင်းပါတယ်။ ထောင်းပြီးရတဲ့ဒီမြုပ်ပြီးထောင်းလေးတွေကိုကျမကပုဂံတစ်လုံးနဲ့ဆွဲချက်ခလာဆွဲချက်ထားမယ်เนาะကဲဒီမှာကျမကကြက်ချောက်တွေကြက်ရိုးတွေကိုပေါင်းစားခြင်းလို့မနက်ကတက်တက်ကြက်ချောက်တွေဝဲလာတာဒါဝဲထားတဲ့ကြက်ချောက်တွေပေါ့အဲ့ဒါကိုမှကြက်ရဲ့ရင်ပုံကိုအသားနဲ့အရိုးနဲ့ခွဲထားတာခွဲပြီးတော့ဒီဥစ္စာအရိုးတွေကြီးပဲပေါင်းမှာအသားကျတော့ဒီပေါင်းတဲ့အိုးတွေကိုမထည့်ဘူးပေါ့နော် ဒါအကျဲအယိုးတွေအရေကိုနေကျက်ချောက်တွေပါ အသားကတော့နောက်နေ့မှတမျိုးချက်စားမှဒီထဲမှမထည့်ပါဘူးဓမ္မဥဆုံးပေါင်းမဲ့ဦးတွေကိုကျက်ချောက်တွေအရင်ထည့်လိုက်ပါတယ်ပြီးတော့ခုနကအယိုးတွေထည့်လိုက်တယ်ပေါ့နော်အိုးကထူးကဲပြီးရှာကြမလို့ပုံမှန်ထင်းနဲ့ချက်နေကြတမင်းအိုးဆိုလည်းရပါတယ်ပြီးလို့ရှိရင်ခုနထောင်းထားတဲ့ရေုပ်သီးအနှစ်တွေကိုထည့်လိုက်ပါကျမဒီမှာအချုံမုံရယ်စားရယ်ကြက်သားမုံရယ်ထည့်တယ်ပြီးတော့ငံပြာကြီးတစက်ကြကြီးဒီမှာထည့်ပါတယ် ထည့်ပြရနဲ့တမအောင်နေလိုက်တယ်ပေါ့နော်နေပြီးရနဲ့အခုနနဲ့ထားရဲ့ဦးထဲမှာပဲကျမကအရင်ဦးဆုံးချက်ချောက်တီကိုအောက်ဆုံးမှာထားလိုက်တယ်အောက်ဆုံးမှာထားပြီးဖြန့်ခင်းလိုက်တယ်ပေါ့နော် ပြီးရနဲ့ကုနာကကြက်ရိုးလေးတွေကိုအပေါ်ကနေတင်လိုက်ပါတယ်တင်ပြရနဲ့ကုနာကကျမလေးထောင်းထားတဲ့ငရုပ်ကြီးထောင်းထားတဲ့ငရုပ်စုံချင်းကြီးလေးထည့်လိုက်ပါတယ်။ ထည့်ပြရနဲ့ကျမမီးဒီမီးဖို့ပေါ်တင်တယ်တင်ပြီးတော့အိုးပေါ်မှာရေစုံတလုံးနဲ့ရေထည့်ပြီးပိတ်ထားလိုက်တယ်အဲ့လိုမျိုးပိတ်ထားတဲ့အခါကျလေရထွက်စရာထွက်ပေါက်မရှိတော့ဘဲနဲ့အတွင်းထဲတွင်နူးဤပြီးတော့အာပေါင်းစားရတာအရင်ကောင်းတယ်ပေါ့နော်ပထမအဦးဆုံးရေစလုံးနဲ့ရေလေးပွက်ပြီးဆိုအဲ့ရေပူကိုတွန်လိုက်တယ်ပေါ့နော်ဒါပထမတစ်ကြိမ်ရေစုပွက်လာတဲ့အချိန်မှာဖြစ်နေတဲ့ကြက်သားရဲ့အချိန်ပေါ့နော်အချိန်နေပါနောက်တစ်ခါကျမအဲ့စလုံးထဲမှာပဲရေထက်ထည့်တယ်ရေအေးထည့်ပြီးတော့ထက်ပြီးတော့တင်ထားပါတယ် ဒုတိယအချိန်ယေစုပွက်လာပြီဆိုလို့ရှိရင်အိုးတဲ့ကစက်သားရဲ့အချိန်မျိုးကိုကြည့်လိုက်မယ်နော်ကဲစက်သားရဲ့အချိန်မျိုးကတော်တော်လေးကိုအဆင်ပြေနေပြီပေါ့နော်ဒီထက်နူးချင်တော့နောက်ထပ်တရေထပ်တင်ပေါ့နော်ကျမတော်ပြီးနှစ်ချိန်လောက်ဆိုရင်အဆင်ပြေတယ်အဲ့ဒါကြောင့်မို့လို့ကျမဒီအချိန်မျိုးကိုကြိုက်တယ်ပေါ့နော်ကဲအဲ့ဒါနဲ့ကျမကစက်သွမိတ်ရဲ့ပြီးတော့ ပင်စင်းရယ်ပင်စင်းရယ်ကိုကျမကအမနေ့ကပင်စင်းရဝယ်ထားဆိုတော့ကောင်းတာလေးတွေတဲ့မကောင်းတာလေးတွေဖယ်လိုက်တယ်ပေါ့နော်ပြီးရနေကျက်သွမ်းပိန်လေးတွေကိုညှက်ထည့်လိုက်ပါတယ်ကဲဒီတကားပင်စင်းနဲ့ကျက်သွမ်းပိန်ကိုခုနကကျက်သားပေါင်းထားတဲ့အိုးလေးကိုထည့်လိုက်ပါတယ် ချက်ပြီးတော့ထပ်အောက်တမဟူလိုက်တယ်ပေါ့နော်ဒီလိုလောက်တာကသူကအပွားရေနဲ့ဖိထားတော့အငွေးတွေကထွက်ဆရာနေရမှာမဟုတ်အတွင်းနဲ့တင်အငွေးနဲ့တင်ပြန်ပေါင်းနေရပေါ့နော်ပေါင်းထားတဲ့အတွက်ကြက်ရိုးရောကြက်သားရောကနူးဤပြီးစားလို့အရင်ကောင်းတာအချို့တော့ကလည်းပုံမှန်ချက်တာတက်ကိုပိုထွက်တယ်ပေါ့နော်အဲကျမစီတဲ့လေပြီးမှသွားပြီးတောက်ခဲ့ရတဲ့ကြက်တောက်ဆန်းနဲ့တောင်အရသာတူတူလို့ခံစားရတယ်ဒီလား ဒီလိုမျိုးပေါင်းတာလေးကအရန်အရန်ကိုစားကောင်းတာဒါကြောင့်မို့လို့လေအစတုန်းကကျမတို့ကထမင်းနဲ့စားမှလို့ဘာလို့လို့နဲ့အခုကလုံးဝထမင်းနဲ့မစားတော့ဘူးဒီပုံစံအတိုင်းပဲအဲကြက်သားကြက်ရိုးတွေကြက်သားတွေကိုဒီပုံစံအတိုင်းပဲထည့်ထည့်ပြီးတော့ surprise နဲ့ပဲစားလိုက်ပါမယ်ကျမတူမကမနေနိုင်တော့အရန်တောက်နေဗီဒီယိုရိုက်တာစိတ်မရှိတော့ဇွန်ကြီးကဟိုးပို့ဒီပို့တွေဖြစ်နေခက်တောက်ချင်နေပြီပေါ့နော် ဒါကတော်တော်တောက်ကောင်းတယ်နော်တော်တော်ကိုတောက်ကောင်းတယ်ဒီကြက်ကြက်ပေါင်းကြက်ပေါင်းလေးရလေဆက်ဆက်လေးနဲ့တော်တော်လေးကိုတောက်ကောင်းပြီးစားကောင်းတဲ့ဟာလေးပါဇာမိုးလာပြင်းနေညဆိုရင်ဒါနဲ့ဒီကြက်သားကိုဒီလိုလေးချက်ရင်တော့ပို့ပြီးအဆင်ပြေရယ်နော်ကျမတို့က surprise နဲ့ဒီတိုင်းပဲထိုင်စားမှဖြစ်ပါတယ်အစတုန်းကထမင်းနဲ့စားမယ်တွေ့ထားပြီးမယ်ဘလူးမားကိုထမင်းနဲ့မစားခြင်းတော့ဒီတိုင်းထိုင်စားခြင်းတော့ဟာလीအဲကြောင့်မို့ surprise ဝယ်ပြီးတော့ ရှက်ပေါင်းနဲ့စားမှဖြစ်ပါတယ်။အရန်လဲစားကောင်းတယ်တကယ်စားကောင်းတယ်။ဟို ချက်ကြည့်ရင်မမအောင်တော့တကယ်ကိုတောက်ကောင်းတဲ့ကြက်ပေါင်းလေးမူလို့လာပြီးတော့ပြပြဖြစ်ပါတယ်။အားလုံးပဲကျေးဇူးပါ။ထားလိုက်ပါဦးမရှင်။